အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေရွှေရောင်ငှက်ချစ်သူဆိုတဲ့အကြောင်းအရာလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်အကြောင်းအရာလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုပါရရှင်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့အကြောင်းအရာလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်လပါတဲ့ဥစုပိုင်ရှင်တမင်ကြီးကကြောက်လန့်တကြားဖြစ်ခြေကုန်ပြင်းနေလို့ရတယ် တမင်းကြီးကိုမျက်ချင်ပြမခံပဲပြေးလိုက်လာတာကတော့အမဲလိုက်ခွေးကြီးတကောင်အိမ်ရှိမင်းသားကခွေးခေါင်တန်းကိုနားဆွင်နဲ့သူ့မင်းကြီးကိုခြေကိုပြေးခိုင်းလိုက်တော့တယ်မိအောင်လိုက်စံဖိတ်သားကြီးအချိန်သိမ့်မကြလိုက်ပါအမဲလိုက်ခွေးကြီးကတမင်းကြီးကိုမိသွားလိုက်တော့တယ်တမင်းကြီးရဲ့ပြေးလန်ကိုပိတ်ဆို့ပြီးတော့ဟန်ကြားလိုက်တော့တယ်တမင်းကြီးကသူ့ရဲ့ဥကျူကကားကြီးများနဲ့ခွေးကြီးကိုပြန်လဲတတ်ခတ်လိုက်တော့တယ်အဲ့အိမ်မှာပဲမင်းကိုခြေကုန်နင်းလာတဲ့ အိမ်ရှိမင်းသားရောက်လာပြီ။အိမ်ရှိမင်းသားကမကြာခဏစူးသလိုတော်ကစားထွက်လေရှိတယ်။သူ့ဘော်ကလေးများလန်ဒန်နဲ့သူ့လေးကျင့်တင်ကြပေးထားတဲ့အမဲလိုက်ခွေကြီး။အရွယ်ရောက်ပြီးတော့အိမ်ရှိမင်းသားအဖြစ်ကိုခံယူထားခဲ့ရပေမဲ့သူ့မှာတော့ကြင်ယာချစ်သူမရှိသေး။အတိုင်းတိုင်းအပြည့်ပြည့်မှဘရင်သမီးတော်တွေကလက်ဆက်ဖို့ကန့်လန့်ခဲ့ကြပေမဲ့ဘသူ့အမသူ့မြစ်တာတက်ဝင်ခဲ့ခြင်းမရှိငင်းပယ်ခဲ့သေးကြီး။ နေပြီးတော့သူပြန်ရောက်တဲ့အခါမှာတော့အိမ်ရှိမင်းသားကအမတ်ချုပ်ကြီးရဲ့စက်အိမ်တော်ဝင်းသို့ဥစွာဝင်ရောက်လာလေတယ်။အမတ်ချုပ်ကြီးရဲ့သမီးကစက်အိမ်တော်ထဲမှပြေးထွက်လာပြီ။ဟော့မောင်တော်တော်ကစားထွက်ရာက ပြန်လာပြီ။ဟော့ဒီမှာ အမတ်ချုပ်ဘပအတွက်လှက်ဆောင်။နမတော်အတွက်ကြတော့ဘာမှမပါဘူးလား။ဟိုတစ်ခေါက်တုန်းကစတိရေပြေးပြပြလေ။အဲ့ဒီအချိန်မှာတော့စက်အိမ်တော်ထဲမှအမတ်ချုပ်ကြီးထွက်လာတော့တယ်။အာ တမင်ကျော်ကြီးကလာလိုက်တာအင်ရှိမင်သားနဲ့အမတ်ချုပ်ကြီးရဲ့တမီကငယ်စဉ်ကလေးကကစားပေါ်ဖြစ်ခဲ့ကြလေတယ်။မောင်တော်ဥယျာဉ်တော်ထဲမှာအပန်းဖြေနားပါအောင်။မောင်တော်တော်ကစားထွက်တဲ့နောက်ကိုနမတော်တစ်ခေါက်လောက်လိုက်ချင်လိုက်တာ။အဲ့ဒါမိန်ကလေးတွေရဲ့အရာမဟုတ်ဘူးလေ။ဆယ်အင်တော်ရဲ့အစီအပါမိန်ကလေးကြောက်ကတတိဝလန်နဲ့ရေကြီးတော်များဆက်တက်လာလေတယ်။မောင်တော်ဘဝမှာစစ်တိုက်တာရဲ့အမဲလိုက်တာရဲ့ အဲ့ဒီမျိုးနဲ့ပဲအချိန်ကုန်နေတော့မှလာရင်တခြားစိတ်ဝင်စားစရာကိစ္စလည်းမရှိဘူးလေသူ့ကချစ်မြတ်နိုးနေမိရဲ့ဆိုတော့မောင်တော်မသိလေရောသလားတကယ်ဆိုတော့အိမ်ရှိမင်းသားကတိလျက်နေပြီမသိဟန်ဆောင်နေခြင်းမတည်းစစ်တိုက်ထွက်စရာမရှိတော့အိမ်ရှိမင်းသားကထုံးစံအတိုင်းပဲအမဲလိုက်ထွက်ဖို့ဟန်ပြင်းလေရောတယ်အဲ့ဒီချိန်မှာတော့မေတော်မိမိကောင်ကြီးရောက်လာပြီးတော့တားတော့လေစစ်တိုက်တိုင်းအမဲလိုက်တိုင်းနေပဲအချိန်ကုန်နေတော့တာပဲ အဲ့ဒီစကားကိုဟိုတယ်တော်တို့ကလည်းအမချက်ကြီးရဲ့သမီးကပြောခဲ့သေးတယ်။သူကတားတော်တစ်ဖက်သားချစ်နေတာမသိဘူးလား။သိပါတယ်မဲတော်သိလျက်နဲ့မသိချင်ဟန်ဆောင်နေတာပါ။ဘာကြောက်များပါလိမ့်ကွယ်။သူ့ကိုတားတော်မျက်နှာစုံမဲ့တဲ့စိတ်မရှိပါဘူးမဲရော။ဒါဆိုတခြားမိန်းကလေးတစ်ယောက်ကိုဆိုရင်ကိုတားတော်ကိုလွတ်လပ်ခွင့်ပေးထားပါဦးမဲရော။ဘာကြောက်လဲဆိုတော့ဘယ်မိန်းကလေးကိုမှတားတော်လက်ဆက်လို့စိတ်မရှိသေးလို့ပါ။ တားတော်အမတ်ချုပ်ကြီးရဲ့တမိနဲ့လက်ဆက်ပေးနိုင်မှုအတွက်ချက်မော့ပြီးတော့နားချရတော့မှာပဲလေလွင်ပြင်တစ်ခုကိုဖြတ်တန်းပြီးတော့မင်းစည်းလာစင်မှာတော့နေရာအောက်မှာရွှေရောင် တောက်ပနေတဲ့ငယ်ငါးကောင်ပြန်တန်းသွားတာကိုတွေ့လိုက်ရတော့တယ်အလိုထူးဆန်းလိုက်တာဒီလိုရွှေရောင်တောက်ပနေတဲ့ငယ်မျိုးတွေကိုငါတစ်ခါမှမတွေ့ဘူးဘူးအိမ်ရှိမင်းသားကမင်းကိုခြေကုန်နေပြီးတော့ရွှေရောင်ငယ်များနောက်ကိုအမေလိုက်ရင်လည်းလေးနေများကိုအစ်စ်ပြင်လိုက်တော့တယ် ဂျူးစက်နဲ့ရွှေရောင်ငှက်တကောင်ကိုတော့အမိယာပြစ်ချရတော့မှာပဲဒါပေမဲ့ရွှေရောင်ငှက်တွေကအဝေးကြီးကိုရောက်သွားလိပြီညာနဲ့ပြစ်ခွင့်မရလိုက်တာကြောင့်အိမ်ရှိမင်းသားစိတ်အလိုမကျဖြစ်သွားပြီးတော့ရွှေရောင်ငှက်များရဲ့နောက်ကိုဆက်လိုက်တော့တယ်နောက်တစ်ခါထပ်တွေ့ဖို့ဆိုတာကမလွယ်ဘူးငါမီအောင်လိုက်မယ်မင်းကြီးကိုခြေကုပ်နေပြီးတော့ပြေးခိုင်းပြီးမဲ့ရွှေရောင်ငှက်တွေကတော့ဝေးကွာပြောက်ွယ်သွားချေပြီအဲ့နောက်အိမ်ရှိမင်းသားကနေပြီးတော့သူ့ပြန်လာချိန်မှာတော့ မြင်သည့်တားကောင်မှပါမလာခဲ့ပါအိမ်ရှိမင်းသားမျက်နှာတော့မကြည့်တာပါလားဒီနေ့တားကောင်တကောင်မှမရလို့စိတ်လိုမကြဖြစ်လာပုံပဲမုံဆူဆိုတာတခါတလေတော့လေတားကောင်မရတဲ့နေ့ရှီအောင်မှာပေါ့ကွာဟာတူတူပြောဒီနေ့တနေ့လုံးမှာတော့မြင်သည့်တားကောင်ကိုများအိမ်ရှိမင်းသားမပြစ်ခတ်ခင်လက်လွတ်သွားတဲ့ရွှေရောင်ခင်များကိုဆွဲလန်းစိနေမကြည်မသာခန်းစားနေရခြင်းဖြစ်လေတော့လေလေထဲမှာပြန်တန်းတဲ့ငှက်ဆိုတော့ ခြေရောက်ဖို့တဲလွန်စာမကြံ့ရစ်ခဲ့ဘူးအဲ့ဒီငက်တွေဘယ်မှာကျက်စားတယ်ဆိုတာငါသိရရင်တိတ်ကောင်းမှာပဲအင်ရှိမင်းသားကအမတ်ချုပ်ကြီးရဲ့ဆက်အင်တော်သူဝင်ပြီးတော့အကျိုးအကြောင်းပြောပြလိုက်တော့တယ်အဲ့ဒီခါမှာတော့အမတ်ချုပ်ကြီးကရွှေရောင်ငက်တွေကရွှေတောင်နှင်းတွေပေါ်မှာကျက်စားနေထိုင်ကြရလို့ကြားဟုတယ်လေဒါပေမဲ့အဲ့ဒီရွှေတောင်နှင်းတွေကဘယ်ရထေတာမှာရှိတယ်ဆိုတာကိုဘယ်သူမှမသိကြဘူးလေရွှေရောင်တောက်ပနေတဲ့ငက်တွေကိုလည်းဘယ်သူမှမတွေ့ဘူးကြဘူးကျွန်တော်ကတော့ ဲ့ရွှေရောင်ငှက်တကောင်လောက်ကိုလှုပ်ချင်နေတယ်။အခုရွှေရောင်ငှက်တူမင်းသားတွေ့မြင်ခဲ့ရဆိုတာအင်မတန်ကုသိုလ်ထူပြီးတော့တွေ့မြင်ခဲ့ရတာပါ။ဒီလောက်နဲ့ပဲကျေနပ်လိုက်ပါ။ရွှေရောင်ငှက်တကောင်ရဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ကျွန်တော်ကတော့အဲ့မမြင်နိုင်ဘူးဆိုတာကိုဖြစ်အောင်စူးစမ်းကြည့်ချင်တယ်။မောင်နှောင်ကငါ့ကိုရွှေရောင်ငှက်တကောင်လောက်စိတ်ဝင်စားပါလား။အင်ရှိမင်းသားဟာလေးမြမပါအမဲလိုက်ခွေးကြီးမပါပဲတကူတည်းမင်းစီပြီးတော့ထွက်လာခဲ့တော့တယ်။ သူ့မှာတော့တိကျရရတဲ့ခီးစင်မရှိခြေဦးတရာတို့ထွက်လာခဲ့ခြင်းသာဖြစ်တော်တယ်။အလိုဟိုမှာရွှေရောင်ခဲတကောင်ပါလား။ကြီးနေချိန်မှာပဲရွှေရောင်ခဲကဝေးရမှာနှီးလာတော့တယ်။ငါ့စီကိုဥတီပြီးတော့ပြန်တန်းလာတာများလား။ရွှေမင်းသားရဲ့အတွင်းမှန်သွားချီပြီ။ရွှေရောင်ခဲကအိရှိမင်းသားနဲ့မလက်မကန်မြင်ပြီးမှမှဆင်းသက်လာတော့တယ်။အိရှိမင်းသားကမြင်းပေါ်မှာဆင်းပြီးတော့ရွှေရောင်ခဲအနီးကိုတဖြည်းဖြည်းတိုးကပ်သွားတော့တယ်။ ထွက်ပြေးပါနဲ့ရွှေငဲ့ရင်မင်းကိုရံမှုမဲ့ရံသူမဟုတ်ပါဘူး။ရွှေရောင်ငယ်ကအိရှိမင်းသားရဲ့စကားကိုနားလည်သည်အလားညီသက်စွာရှိနေတော်တယ်။အိရှိမင်းသားကရွှေရောင်ငယ်တောင်များကို လက်တစ်ဖက်ဖြင့်အตาရာပုတ်တပ်ပေးလိုက်သည်နှင့်ကြပြိုင်နှင့်ဟဲမင်းမင်းဟာငှက်တကောင်မဟုတ်ဘူးလား။လူရောင်ဖန်နေနိုင်စွမ်းရှိတဲ့နတ်မျိုးနဲ့ရွှေရောင်ငယ်ပါမောင်းတော့ ြင်သည့်မိန်းကလေးတို့များမေတ္တာတက်ဝင်ခြင်းမရှိခဲ့ဘူးတဲ့အိမ်ရှိမင်းသားဟာရှေးရောင်ခဲ့မင်းသမီးကိုချစ်မြတ်လို့မိပါချီပြီးငါ့ဟောမင်းမကြောက်ဘူးလားငါ့စီကိုမင်းပါကြောင့်ရောက်လာရတာလေမောင်တို့ကိုချစ်မြတ်လို့လို့လို့ဟိုခီအဝေးကြီးကနေပြန်တန်းလာခဲ့ရတာပါဒါဆိုမောင်တို့နဲ့အတူနေတော့မလားဒီတနေ့တာပဲအတူနေခွင့်ရှိပါတယ်မောင်တို့ထိုတနေ့တာကအိမ်ရှိမင်းသားဤတသက်တာမှာတော့ အပျော်ရွှင်ရဆုံးအကြည်နူးရဆုံးနေ့ကလေးတစ်နေ့ဖြစ်ခဲ့ပါလေတယ်။ဒါအမဲစည်းစာချင်းရောက်လာတဲ့အခါမှာတော့နမတော်ပြန်ပြရစီတော့နော်။မပြန်မနဲ့နမတော်ရေ။မောင်တော်နဲ့အတူနေပြီးတော့တခါရင်လိုက်ခဲ့ပါ။အခုနေမှာတော့လိုက်လို့မဖြစ်နိုင်သေးဘူးမောင်တော်။ဒီနေ့နေ့တစ်ချိန်ချိန်မှာတော့မောင်တော်နဲ့နမတော်တို့အတူနေခွင့်ရကြမှာပါ။အိမ်ရှိမိသားတားဆီးနေသည်ကြားမှာပဲ။ရွှေရောင်ခဲ့မင်းသမီးလေးကစုအတင်းကိုယုံထွက်သွားတော့တယ်။ ရွှေမင်းသမီးလေးဘဝမှာရွှေရောင်ခဲ့အတွင်ပြန်လဲပြောင်းလဲသွားတော့တယ်။အဲ့နောက်ဝေဟင်းတဲ့သူပြန်တန်းထွက်ခွာသွားလိတော့တယ်။နမတော်နမတော်မြင်းမော်ခုံတက်ပြီးရဲ့နောက်ရွှေရောင်ခဲ့ပြန်တန်းသွားရနောက်သူအိမ်ရှိမင်းသားလိုက်ပါခဲ့တော့တယ်။နမတော်နမတော်ရွှေရောင်ခဲ့ကတော့တိမ်တိုက်များကြတဲ့သူတိုးဝင်ပျောက်ကွယ်သွားပါချီပြီ။အရှိတအရှိတတစုံတယောက်ရဲ့ခေါ်တဲ့ကိုကြားလိုက်ရတာကြောင့် အိမ်ရှိမင်းသားမျက်လုံးအစုံကိုဖွင့်ကြည့်လိုက်တော့ရင်နဘေးမှာရက်နေတဲ့ရံရွေတော်မိမမျိုးကိုတွေ့မြင်လိုက်ရတယ်။အရှိတအိမ်မက်မက်ပြီးတော့ခရောင်ကနန်းနေပြောနေလို့နိုးလိုက်ရတာပါ။ခွင့်လွတ်တော်မူပါ။ငါအိမ်မက်မက်နေတယ်။ဟုတ်လား။ဟုတ်ပါတယ်အရှင်သား။အိမ်မက်ဆိုးရမြင်မက်နေလို့ထင်ပါတယ်။အိမ်မက်ထင်မှရွှေရောင်ငယ်မင်းသမီးကိုအိမ်ရှိမင်းသားချက်ချင်းပဲပြန်တတိယသွားတော့တယ်။ငါအိမ်မက်ဆိုးရမက်နေတာမဟုတ်ဘူး။တိတ်လာတဲ့အိမ်မက်တခုကိုငါမက်နေတာ။ အိမ်မက်ထဲမှာငါချစ်သူကိုငါတွေ့နေရတယ်။တောထဲမှာဖြူစာခံလိုက်ရပြီနဲ့တူတယ်။နေထွက်သွားစမ်းငါဘာသာတယောက်တည်းလွတ်လွတ်လပ်နေချင်းနေ။ရန်ရွှေတော်မင်းကလေးကမေတော်မိဖုရားကြီးထံသို့တွားရောက်ကအဖြစ်ပြက်များကိုရှောက်တင်နေတော်တယ်။အရှင်းသာစိတ်ကြောင်၆ချောက်ချာဖြစ်နေပုံရပါတယ်မေတော်ကြီး။ငါကိုယ်တိုင်တွားပြီးတော့လိလစူးစမ်းကြည့်အောင်ပါပါပဲ။ခန်းဆောင်လေးတာပရင်ပေါက်မှာတော့အင်ရှင်းမင်းသားရက်နေတော်တယ်။ မိုးကောင်းကင်ကြီးစီတို့ငေးမြော်ကြည့်နေတယ်။တတော်ဘာရီများတွေးတွန်းငေးမွန်းနေရလဲကွယ်။အိမ်မက်ထဲမှာရှီယောင်ခဲမင်းသမီးလေးကိုတားမြင်တွေ့ပြီးတော့မြင့်တာများခဲ့တယ်မေရော။အိုးတတော်စိတ်ဆွဲလန်ပြီးတော့အိမ်မက်မြင်မက်တာဖြစ်မှာပေါ့။ဘသူမှမမြင်တွေ့ဘူးတဲ့။ရှီယောင်ခဲငါးကောင်ကိုမြင်တွေ့ခဲ့ရတယ်ဆို။အဲ့ဒါကိုတတော်အစွဲလန်ကြီးဆွဲလန်နေမိတာဖြစ်မှာပေါ့။အဲ့ငက်တူနောက်တစ်ကြိမ်ပြန်တွေ့ဖို့ဆိုတာက မလွယ်ပါဘူးတတော်ရဲ့။ မမေပျက်ပျောက်တာနေလိုက်ပါတော့ဒီကိစ္စအလိုတကူမေ့ပျောက်တဲ့ကိစ္စမျိုးမဟုတ်ဘူးမေတော့တားတော်ဟာငယ်စဉ်ကလေးဘွားတွေကစစ်သူကြီးအဖြစ်စစ်ပွဲတွေကိုတိုက်ပြီးတော့အောင်ပွဲခံခဲ့တာတွေကိုအချင်းချင်းအိမ်မက်မြင်မက်ခဲ့တယ်အခုအိမ်မက်တွေရဲ့ကအတိုင်းတားတော်ဟာစစ်ပွဲတိုင်းအောင်မြင်တဲ့စစ်သူကြီးဖြစ်နေပြီလေဒီတော့ရွှေရောင်ငယ်မင်းသမီးလေးကိုအိမ်မက်မြင်မက်တာဟာလေဒီနေ့မှတကယ်ဖြစ်လာနိုင်ပါတယ်မေတော့ရွှေရောင်ငယ်တကောင်ဟာ လူမင်းသမီးအဖြစ်ပြောင်းလဲနိုင်တယ်ဆိုတာကမဖြစ်နိုင်ပါဘူးကွယ်ဒီလောက်ထိမဆွဲလက်ပါနဲ့သူများတွေအတွက်မဖြစ်နိုင်ပေမဲ့တားတော့အတွက်တော့ဖြစ်လာနိုင်ပါတယ်မေတော့ဒါကြောင့်မို့မနေ့ပြန်မနေ့ခီးထွက်ပြီးတော့ရွှေရောင်ငယ်မင်းသမီးကိုရှာဖွေဖို့တားတော့ဆုံးဖြတ်ပြီးပြီ နောက်တနေ့မနေ့မှာတော့ခမီးတော်နေမေတော်တို့တားဆီးနေတဲ့ကြားကနေအိမ်ရှိမင်းသားကခီးထွက်ဖို့ကိုခွင်တောင်းနေလေတော့တယ်နောက်ဆုံးမှာတော့ခမီးတော်ဘင်းကြီးကကောင်းပြီလေတားတော်ရဲ့အလိုဆန္ဒကို ခင်ပြီးတော့လိုင်လျောပေးတော်မူတယ်။ဒါပေမဲ့ရက်ပေါင်း30တတိပဲခွင့်ပြုတော်မူမယ်။ရက်ပေါင်း30ပြည့်ချိန်အထိရှင်ရောင်ငဲ့မင်းသမီးကိုရှာဖွေမတွေ့ဘူးဆိုရင်တော့နေပြီးတော့ပြန်လာခဲ့ရမယ်။အဲ့ဒီခါကျရင်တော့ခင်ပြီးတော့ ਨੇ မတော်လို့ရွေးချယ်ပေးတဲ့မိန်းကလေးကိုကျင်ရအဖြစ်တားတော်ထင်းများလက်ထက်ရလိမ့်မယ်။ကောင်းလာပါပြီခင်ပြီးတော့ဗျာ။နန်းတော်ထဲမှာရှိနေတဲ့အမတ်ချုပ်ကြီးကသူ့အတွင်းနေသူကျင်တတ်နေတော်တယ်။ဘေးမင်းများနဲ့ဘေဘီယာကြီးကိုရွေးချယ်မဲ့သူက ငါသမီးပဲဖြစ်လိမ့်မယ်။အိမ်ရှိမင်းသားကအမတ်ချုပ်ကြီးရဲ့သမီးစီတို့ဝင်ရောက်ကနှုတ်ဆက်စကားဆူလီတော့တယ်။ဒီတခါတော့မောင်တော်အမဲလိုက်ထွက်မှာမဟုတ်ဘူးနမတော်။အိမ်ရှိမင်းသားကအကြောင်းစုံကိုပြောပြလိုက်တဲ့အခါမှာတော့တကယ်လို့အဲ့ရွှေရောင်ငယ်မင်းသမီးကိုမောင်တော်ရှာဖွေလို့မတွေ့ခဲ့ရင်ပြန်လာမလာရင်တွေ့ကိုတွေ့ရမှာပေါ့တွေ့အောင်ရှာမယ်လေ။အိမ်ရှိမင်းသားခီထွက်လာခဲ့ဒီမှာတော့ဆယ်ရက်တိုင်တိုင်ရှိနေခဲ့ပြီ။ ဲ့ဒီဆက်ရက်လုံးလုံးမှာတော့အေရှိမင်းသားအတွေ့အထိပယ်မရှိတဲ့နေ့ရက်များဖြစ်ခဲ့ရတော့တယ်။ရှီယောင်ငယ်များအကြောင်းဘသူ့မှမင်းများစုံစမ်းရမရဥတီကျဲမဲစွာနဲ့ခင်းနေခဲ့ရသူတယောက်ဖြစ်နေကြတော့တယ်။ဒီနေ့မှာတော့တောအုပ်တစ်ခုကိုဖြတ်တန်းစင်မှာတော့အဖွားအိုတယောက်နဲ့စုံတွေ့ရပြီ။ဒီမဲ့အဖွားကျွန်တော်မေးချင်တာလေးတစ်ခုရှိလို့ပါ။မေးချင်တာမေးဖို့ကွယ်။ဒါပေမဲ့ငါမသိတာတွေကိုမေးလိုက်ရင်တော့ဘာမှပြန်ဖြေတတ်မှာမဟုတ်ဘူး။ ရွှေရောင်ငှက်တူအဖွာမြင်ဘူးလားဆိုတာသိချင်လို့ပါမြင်ဘူးတာပေါ့ကွယ်ရွှေရောင်ငှက်ငါးကောင်ဆယ်ကျင်းလောက်မြင်မှုတယ်အဲ့ဒီခါမှာတော့အိမ်ရှိမင်းသားအားတက်သွားပြီအဲ့ဒီရွှေရောင်ငှက်တူဘယ်မှာမြင်ဘူးပါတယ်အဖွာသူတို့ဘယ်ရဒေသမှာနေထိုင်ကြတာလဲသူတို့ဘယ်မှာနေထိုင်ကြတယ်ဆိုတာတော့မသိဘူးသူတို့ကိုမိုးပေါ်မှာပြန်တန်းနေတော့တွေ့ဘူးတာပဲနေထွက်ချိန်မှာအနောက်ဖက်အရက်ကိုပြန်တန်းသွားတာငါးချိန်မြင်မှုတယ်ဒါနဲ့နေပါဦး မောင်မင်းကဘာတူလဲအဲ့ရွှေရောင်ခက်တူဘာကြောင့်စိတ်ဝင်စားရတာလဲကျွန်တော်ဟာအရှိတိုင်းဘီရင်ကြီးရဲ့တားတော့အရှိမင်းသားပါအဖွာအရှိမင်းသားကရွှေရောင်ခက်ငါးကောင်ကိုမမျော်လင့်ပဲတွေ့မြင်ခဲ့ပုံနဲ့အိမ်မက်မြင်မက်ပုံအကြောင်းများကိုပြောပြလိုက်တဲ့အခါမှာတော့အဖွာအိုကအလိုမင်းသားလေးကအလိုကန်ထူးပြီးတော့ရွှေရောင်ခက်တူ တွေ့မြင်လိုက်ရတာပဲပြီးတော့မင်းသားရဲ့အိမ်မက်ဟာလဲတကယ်ဖြစ်လာနိုင်တယ်။ဘာကြောင့်လဲဆိုတော့ ရွှေရောင်ငှက်တီကလူရောက်ဖန်ဆင်းနိုင်တယ်လို့အဖွာကြားဘူးတယ်ကွဒါပေမဲ့သူတို့ကျက်စားတဲ့နေရာကိုမသိရင်တော့ကျွန်တော်အတွက်ဘာမှအကြောင်းထူးမှမဟုတ်ဘူးဖွာအဖွာကမသိပေမဲ့သိနိုင်တဲ့လူတယောက်တော့ရှိတယ်ဟင်ဟုတ်လားဟောဒီမြောက်ဖက်စုစုအရက်ကိုတုံးရက်ခီးလောက်သွားရင်တော့ဂူအောင်အဖိုးအတူတွေ့ရလိမ့်မယ်ဂျေစုတင်ပါတယ်အဖွာဟောဒီကျွန်တော်လက်စွပ်လေးကိုဂျေစုဆက်တဲ့အနေနဲ့ပေးခဲ့ပါရစေ ငါ့အတွက်ဒီလက်စွပ်ကအတော့မဝင်ပါဘူးလေ။ဒါပေမဲ့မင်းစိတ်ချမ်းသာအောင်လို့ယူထားလိုက်ပါမယ်။အဲ့ဒီနောက်အရှိမင်းသားကအဖွားဦးကိုနှုတ်ဆက်ပြီးတော့ခီးဆက်ခက်လေတော့တယ်။အရှိမင်းသားသုံးရက်တတိုင်းမနာမနေခီးပြင်းနေခဲ့ရမှာတော့ဟိုရှိမှာကြောက်ခုကြီးနဲ့ကြောက်ခုပေါကြီးတွေ့ပြီ။ဒါပေမဲ့ကြောက်ခုပေါကြီးကအများကြီးပဲ။ဘယ်ခုပေါက်ထဲမှာကူအောင်အဖိုးကိုရှိနေလဲမသိဘူး။ ရှစ်တက်တက်မှာရှိနေတဲ့ဂူပစီတို့ဥတီပြီးတော့မင်းကိုစီးလာခဲ့တော့တယ်။ဂူပဝါနာတို့ရောက်ခါနေချိန်မှာတော့ဝိဖြူစင်ကျဲဝင့်စင်ထားပြီးတော့မုတ်စိတ်မွေးနေစပင်များဆွဆွဖြူနေတဲ့အဖိုးတို့တယောက်ဂူအတွင်းကနေထွက်လာတယ်။ဟောတွေ့ပြီ။ရွှေရောင်ငက်တွေကိုရှောက်ဖွေနေတဲ့မင်းသားရောက်လာပြီကိုအဖိုးကကျွန်တော်ကိုသိနေရလား။ငါမသိတာဘာမှမရှိဘူးလူလေး။အဲ့တော့မိခီထွက်လာရတဲ့အကြောင်းကိုဘာမှရှင်းပြမနေနဲ့တော့။ ကဲမင်းရဲ့မင်းကြီးကိုအနားယူဖို့အတွက်လှုပ်ပေးထားလိုက်စမ်းပါဦးသူလည်းပြင်းမနေပြီမင်းကတော့ဂူထဲကိုလိုက်ခဲ့ဂူအတင်းလက်မှာတော့အကွေးကောက်များစွာရှိနေခဲ့တယ်အန်အောစရာကောင်းလိုက်တာ အပြင်ဘက်ကအတိုင်းပဲဂူထဲမှာအလင်းရောင်ရှိနေတယ်ဒီတကွေ့လို့ရင်တော့မင်းအနားယူရမယ့်အခန်းကိုရောက်ပြီ ကျဲဝုန်နဲ့ကြောက်လန့်ကူကြီးတဲကိုရောက်လာတော့တယ်ဟုတ်ဟုတ်မှာတတိတွေစားပြီတော့ရေတကောင်ထဲမှာ တောက်ရချူအပြစ်ရှိတယ်။စားတော့ပြင်းတော့စိတ်အေးလက်အေးအနားယူပြီးတော့အိတ်လိုက်ပါ။ကောင်းပါပြီအဘိုး။ကြောက်ဖြာပေါ်ထိုင်နေအဘိုးအကိုလက်ချလိုက်တဲ့အခါမှာတော့ဟင်မရှိတော့ဘူး။ဘယ်ရောက်သွားပါလဲ။ကြောက်ဖြာကြီးကလည်းအန်အိုးချာကောင်းလိုက်တာ။ဖွဲမွေရဖို့ထိုင်ရတယ်လို့ပဲ။ဤဆက်ညင်ညောနေတယ်။အာငါစားမှုတဲ့တတိတွေထက်အရသာပိုးပြီးတော့ရှိနေပါလား။တောက်ရချူကလည်းထူးခြားနေတာအမှန်ပဲ။ ခီးတလျှောက်လို့ငါပင်ပန်ထွက်နေခဲ့တာတွေပြေပြောက်သွားပြီအဲ့နောက်အိရှိမင်းသားကဘာမျှစဉ်းစားမနေတော့ပဲကြောက်ဖြာကြီးပေါ်လဲချလိုက်ရမှာတော့ချက်ချင်းပဲနှိချက်စွာအိပ်ပျော်သွားလီတော့တယ်နေထွက်စအချိန်မှာတော့အိရှိမင်းသားလန်းဆန်းစွာဖြင့်အိယာမနိုးလာတော့တယ်အဲ့ဒီအချိန်မှာပဲအဖိုးအိုကလိုင်ကူကြီးတဲကိုဝင်ရောက်လာတော့တယ်ရွှေရောင်ငယ်ညီမငါ့ဘော်ရောက်လာချင်းနေပြီညီမငါ့ဘော်ဟုတ်လားဘူးဟုတ်တယ်ကွ ရွှေရောင်ငှက်ညီမငါဘောကသူတို့နေထိုင်တဲ့ရွှေတောင်တန်းကြီးတွေကနေဒီကြောက်တောင်ကြီးရဲ့တစ်ဖက်မှာရှိတဲ့ညာစိန်ရေကန်ကြီးစီကို15ရက်တကြိမ်ရေလာကစားလေရှိကြတယ်ဒီနေ့ဟာသူတို့ရောက်လာကြမယ်နေပဲလူကလေးနဲ့ဖူးစာဖက်မဲ့သူကတော့အငယ်ဆုံးရွှေရောင်ငှက်မင်းသမီးလေးပဲဒါဆိုကျွန်တော်ကဒီကြောက်တောင်ကြီးကိုကြောပြီးတော့ညာစိန်ရေကန်အရောက်အမြန်ဆုံးသွားရတော့မှာပေါ့ဒီကြောက်တောင်ကြီးကိုမင်းအမြန်ဆုံးကြောနိုင်တောင်မှာ ဆယ်ရက်ကြာလိမ့်မယ်ဟင်ဒါဆိုလာငါးနောက်ကိုလိုက်ခဲ့ကောက်ွေတဲ့ဂူလန်ချောင်းများအတိုင်းကို အဖိုးရဲ့နောက်ကိုလိုက်လာရပြန်နေအတန်ကြာရှောင်းမိတဲ့အခါမှာတော့အလေကခူပေါက်ဆုံတဲ့အခါမြာစိရေကန်ကို တွေ့မြင်ရလိမ့်မယ်ရှူရောင်ငက်တွေရောက်အလာကိုမင်းတနီယာကနေပုံပြီးတော့စောင့်နေပါသူတို့ရေကစားကြတဲ့အခါမှာရှူရောင်ငဲဝစ်စုံတွေကိုကန်ဆတ်မှာချွတ်ထားကြလိမ့်မယ် ဝိဆုံတစ်ခုကိုမင်းယူပြီးတော့တင်ထားလိုက်ပြီးတော့အဲ့ဒီဝိဆုံပိုင်ရှင်ကအငဲဆုံးရှူရောင်ငဲ့မင်းသမီးဖြစ်နေလိမ့်မယ်ဝိဆုံမရှိတဲ့အတွက်သူဟာသူ့မရိနဲ့တူရွှေတောင်တန်းကြီးကိုလိုက်မသွားနိုင်တော့ဘူးအဲ့ဒီနောက်အေရှိမင်းသားကအဖိုးအကိုနှုတ်ဆက်ကကူပေါက်တဲကိုပြေးဝင်လာခဲ့တော့တယ်ငါဘလောက်အကြကြီးပြေးနေရမလဲမသိဘူးရွှေရောင်ငဲ့တူမိဘမိဘမလားအေရှိမင်းသားပြေးလွှားနေရမှာ လေဟာနေတဲ့ရောက်သွားတည်နေခန်းစားလိုက်ရပြီးရဲ့နောက်ဟင်းကြောက်ကူကြီးအပြင်မဲ့ကိုငါရောက်လာပါပေါ့လားဟာဟိုမှာမြန်စင်းရေကန်ကြီးရှင်ရောင်ကြီးမှငါ့ဘော်ရောက်လာကြပြီလားမသိဘူးခြေတလလုံးနဲ့သွားမှာပဲမြန်စင်းရေကန်အနေတို့အိမ်ရှိမင်းသားချိတ်ကလာမိပြီရေကန်ထဲမှာတော့ဘသူမှမရှိဘူးတဲ့ဟောဟိုမှာနေရာအောက်မှာရွှေရောင်တွေတောက်ပနေတာရွှေရောင်ငှက်တွေပြန်တန်းလာတာပဲဖြစ်မယ် မှန်ပါတယ်။ရွှေရောင်ငယ်ညီမငါဘောပြန်တန်ရောက်ရှိလာပြီ။အိမ်ရှိမင်းသားကရွှေရောင်ငယ်ညီမငါဘောရဲ့လှုပ်ရှားမှုများကိုအသက်ပင်ရဲရဲမရှူရဲပဲစောင့်ကြည့်နေကြတော့တယ်။ရွှေရောင်ငယ်မင်းသမီးလေးတွေကတော့ညာစိမ့်ကန်ကြီးဝင်းကျင်မှာအန်ဒီရဲ့မရှိဟုယုံကြည်ထားကြလေတယ်။ဒါကြောင့်မဲထုံးစံအတိုင်းပါပဲပျော်ရွှင်ကြည်နူးနေကြလေတော့တယ်။ရွှေရောင်ငယ်ဝတ်စုံများကိုချွတ်လိုက်တဲ့နေ့တပြိုင်နက်ဟာတိတ်လာတဲ့မိန်းကလေး၅ယောက်ဖြစ်သွားပါပေါ့လား။ ရေကစားပြောမြူးနေကြတဲ့ညီမငါဘုံအေးရှိမင်းသားတတိလလူငေးကြည့်နေမိရောတယ်အတန်ကြာမှတတိပြန်ဝင်လာပြီးရွှေရောင်ငဲဝိစုံတခုငါယူထားရအောင်ပါလားအဲ့လိုနဲ့ရွှေရောင်ဝိစုံတခုကိုအေးရှိမင်းသားကအตาရကောက်ယူလိုက်တော့တယ်ရွှေရောင်တောက်ပပြီးတော့ဘိုးသားလိုနူးညံ့လာပါကလားညီမငါဘုံကတော့အဲ့အဖြစ်ကိုလုံးဝမရင်မိကြဘူး ညာစိရေကန်ကြီးထဲမှာတော့လွတ်လပ်စွာပျော်မြူးနေကြစေငါလက်ချင်းမှရွှေရဝစ်စုံတစ်ခုရထားပြီဆိုတော့အဝေးကြီးကိုသွားပြီးတော့ပုံးနေကြမလို့တော့ဘူးရွှေရဝစ်စုံကိုရင်ခွင်ထဲမှာပွေးပိုက်ထားရင်လည်းအိမ်ရှိမင်းသားជីနူးမစုံဖြစ်နေလေတော့တယ်အတန်ကြာတဲ့အခါမှာတော့ညီမငါဘောဟာရေကန်နေကနေတက်လာကြတော့တယ်အလိုအလျောက်ပင်ညီမငါဘောစလုံးကဘီရင်သမီးတော်များအသွင်ဝစ်စားစီရင်ပြီးဖြစ်နေကြတော့တယ်အဲ့ဒီနောက်မှာတော့ လူလပေါ်ပါစွာပြေလွာဆော့ကစားနေကြတော့တယ်။သူတို့ညီမ9ယောက်စလုံးဟာယုံချင်ခွဲမရအောင် တူညီနေကြတယ်။ဘသူကအငယ်ဆုံးမင်းသမီးဆိုတာကိုခွဲထုတ်မရနိုင်ဘူး။ပြေလွာဆော့ကစားရင်းနဲ့တယောက်ကအိမ်ရှိမင်းသားပုန်းခွန်နေရအနည်းကိုရောက်လာတော့တယ်။ဟင်းလူနဲ့ရတယ်။အဲ့မင်းသမီးလေးကပြန်လဲပြေးထွက်သွားပြီးတဲ့နောက်လူနဲ့ရတယ်ဟဲ့လူနဲ့ရတယ်ဒီကန်ကြီးနားမှာတို့ရဲ့ရင်သူရောက်နေပြီ။ ဟင်။အိုး။ရွှေရောင်ဝိစုံများစီတို့ပြေးလွှားသွားကြပြီးတော့လဲလဲဝိစင်ကြတော့တယ်။အိုး။ကျမရဲ့ဝိစုံမရှိတော့ပါလား။ဘယ်ရောက်သွားပြီလဲ။အမတော်တို့ခေကြပါဦး။ဒါဆိုရန်သူရောက်နေတာသိကြပြီ။ရွှေရောင်ဝိစုံလဲလဲပြီးသွားတဲ့ညီမလေးယောက်ကရှီယောင်ငဲ့များအသွင်ဖြင့်ပြန်တန်းထွက်ပြေးသွားကြလိမ့်မည်။အမတော်တို့ညီမလေးကိုမထားခဲ့ကြပါနဲ့။ ညီမလေးဒုက္ခရောက်ရတော့မယ်။မိုးကောင်းကင်ပေါ်မှာတော့ရွှေရောင်ငှက်တွေတဖြည်းဖြည်းနဲ့ဝေးကွာပျောက်ကွယ်သွားချီပြီ။ညစိမ့်ကန်နေပြီးမှတော့အငယ်ဆုံးရွှေရောင်ငှက်မင်းသမီးလေးကအားငယ်ကြည်ကွင်းစွာနဲ့ရှိုက်ငိုလေ။အဲရှင့်မင်းသားကခဏမျှစောင့်ကြည့်နေပြီးမှရွှေရောင်ငှက်မင်းသမီးလေးရဲ့အနီးကိုချီးကပ်သွားတော့တယ်။ဟင်းရှင်မကြောက်ပါနဲ့ညီမတော်။မောင်တို့ဟာရှမ်းသူမဟုတ်ပါဘူး။ကျမရဲ့ရွှေရောင်ဝတ်စုံကိုပြန်ပေးပါရှင်။ ကျမရွှေတောင်တန်းကိုပြန်ပြရစေ။နမတော့အိမ်မက်ထဲမှာမြင်တွေ့ပြီးရေကမောင်တော်ဆွေလံမျက်နှုံးနေမိတာပါ။အိုးအိမ်ရှိမိသားကအိမ်မက်အကြောင်းနဲ့ခီးထွက်လာပုံများကိုပြောပြလိုက်တော့တယ်။မောင်တော်တို့နေရောက်ဖူးစာမလို့ဆုံတွေ့ကြရတာပါနမတော်ရွှေတောင်တန်းကိုမပြန်ပါနဲ့တော့ကွယ်။မောင်တော်နဲ့အတူရွှေနှန်းတော်ကြီးကိုလိုက်ခဲ့ပါတော့နော်။အမှန်တော့နမတော်ကိုယ်တိုင်လေမောင်တော်ကိုအိမ်မက်မြင်မက်ခဲ့တာပါ။ ဟင်းနမတော့တကယ်ပြောနေရလားစောစောတုန်းကကြောက်ရွံ့နေပြီလို့အိမ်မက်ကိုနမတော့မေးရွံ့နေခဲ့မိတာပါအခုတော့မောင်တော့ကိုမကြောက်တော့ဘူးမဟုတ်လားနမတော့အိမ်မက်ထဲမှာတွေကမောင်တော့ကိုနမတော့ချစ်မြတ်နိုးနေမိတာပါဒါဆိုမောင်တော့နဲ့အတူ ရွှေနှင်းတော်ကြီးကိုလိုက်ခဲ့မယ်မလားနမတော့နမတော့ပြောတာကိုတည်တည်ကြာကြာနားထောင်ပါမောင်တော့အဲ့ဒီအိမ်မက်အကြောင်းခမီးတော်နမတော့ပြောပြပြီးပါပြီတကယ်လို့မောင်တော့ဟာ ရွှေတန်တန်းကိုအရောက်လာနိုင်မယ်ဆိုရင်တော့မောင်နှံနဲ့နမတို့ခမီးတော်ကိုယ်တိုင်ကလက်ထပ်ထိမ်းများပေးပါလိမ့်မယ်။အဲ့ဒီပြင်မောင်နှံကိုရွှေရောင်ငယ်ဝတ်စုံလဲချင်းပြပါလိမ့်မယ်။ရွှေတောင်တန်းတွေကိုမောင်နှံဘယ်လိုသွားရမှာလဲ။ဟောဒီအရှိစစူအရာမှာမီးပြည်လည်းကြီးရှိတယ်မောင်နှံ။အဲ့ဒီမီးပြည်လည်းကြီးကိုမောင်နှံဖျက်ကျော်နိုင်လို့ရင်တော့နမတို့ရဲ့ရွှေနှံတော်ကြီးရှိရာရွှေတောင်တန်းကြီးကိုမောင်နှံရောက်လာပါလိမ့်မယ်။တကယ်လို့နမတို့ကို အခုပြန်မလို့ပဲစုခေါ်ထိုင်ရင်ကိုအဲ့ဒါဆိုရင်တော့နမတော်နဲ့မောင်တော်ဟာငားရပဲပေါင်းချရလိမ့်မယ်ခမီးတော်ဘေးမင်းမြရဲ့အမိတ်ကိုဖီဆန်ပြီးတော့ကိုယ်စန္ဒအရောက်လူသားတယောက်နဲ့ပေါင်းဖော်လို့ရှိရင်အသက်ငားရပဲရှင်သန်ခွင့်ရှိပါတယ်မောင်တော်ဦးမောင်တော်အတွက်နဲ့တော့နမတော်အသက်အနေနဲ့မရှိစေရပါဘူးကွယ်မောင်တော်ဟာရောက်ကြပါနမတော်တကယ်ချစ်မြတ်နိုးတဲ့သူပါနမတော်နှစ်ပေါင်းများစွာ ချစ်မြတ်လို့ပေါင်းဖော်ခြင်းသူပါနမတော်တို့ရဲ့ရွှေနှင်းတော်ကြီးရှိတဲ့ရွှေတောင်တန်းကြီးစီကိုမောင်တော်အမြန်ဆုံးအရောက်လာခဲ့ပါမယ်ကွယ်နမတော်ရဲ့လက်စုပ်ကိုမောင်တော်ယူထားလိုက်ပါနော်ဂျာနမတော်ရဲ့ချစ်သက်တွေပါအင်ရှိမင်သားကရွှေရောင်ဝတ်စုံကိုပြန်ပေးလိုက်တော့တယ်မောင်တော်ရောက်လာလိမ့်မယ်ဆိုတော့နမတော်ယုံကြည်မျှော်လင့်နေပါမယ်ရွှေရောင်ငယ်ဝတ်စုံကိုပြန်ရတည်နေတဲ့ကြပြိုင်နဲ့ရွှေရောင်ငယ်ဘဝကိုပြန်ပြောင်းပြီးတော့ ပြန်တန်ထွက်ခွာသွားပါချေပြီ။မောင်နှောကိုစောင့်မျှော်နေပြီးတော့နှမတော်ရေအိမ်ရှိမင်းသားကဂူအောင်အဖိုးအထံပြန်လဲသွားရောက်ပြီးတဲ့နောက်အဖြစ်အပျက်များကိုပြောပြလိုက်တော့တယ်။အဲ့ဒီအခါအဖိုးကလူကလေးတို့နဲ့ရောက်ပေါင်းတင်ချရမှာပါလေ။ပူပင်တော့ကရောက်မနေပါနဲ့။ဟောဒီကြောက်တောင်ကြီးကိုကြော်တက်ရင်တော့ဆယ်ရက်လောက်ကြာနိုင်ပြီမဲ့။ကြောက်ဘူးတဲ့ကလည်းကိုအဖိုးညွှန်လိုက်တော့တခဏအတွင်မှာပဲ။ညာစိတ်ရီကန်ကြီးစီကို လူလေးရောက်သွားခဲ့တယ်မလားမှန်ပါတယ်အဖိုးမိပေလဲကြီးကိုဖြတ်ကျော်လို့ရနိုင်တဲ့နေ့ကို အဖိုးပြောပြလိုက်ပါမယ်ကွယ်အဲ့နောက်အိမ်ရှိမင်းသားကမိပေလဲကြီးရှိရာအရှိစစူအရစီတို့ခင်းနေခဲ့လေတော့တယ်ခမီးတော့တတ်မှတ်ပေးထားတဲ့ရက်ပေါင်း30အတွင်းမှာပဲနေပြီးတော့ငါအရောက်ပြန်နိုင်မှာပါရက်အတန်ကြာတဲ့အခါမှာတော့မိပေလဲကြီးစီတို့အိမ်ရှိမင်းသားရောက်လာတော့တယ်အဖိုးပြောလိုက်တာဟိုချောက်ငူစုမင်း အဲ့ဒီကြောင်ချွန်းကြီးအောက်ကနေငဲရစာကြီးကိုစောက်မှပဲမကြမီမှာတော့အလွန်ကြီးမာတဲ့ငဲကြီးတကောင်ကမိပီလင်ကိုဖြတ်တန်းပြီးတော့ပြန်တန်းလာတယ်ဟာဟိုမှာအဖိုးပြောတဲ့ငဲရစာကြီးလာနေပြီငဲရစာကြီးကအဖိုးပြောသည့်အတိုင်းပဲကြောင်ချွန်းစီတို့ဥတီပြီးပြန်တန်းလာနေရောတယ်အဲ့နောက်ကြောင်ချွန်းပေါ်မှာနားလိုက်တော့တယ်ကဲစွန့်စားရတော့မယ်အိမ်ရှိမင်းသားကပုံးခွေနေရာမှာကြောင်ချွန်းပေါ်ခုန်တက်လိုက်တော့တယ် ငဲရစာကြီးကအလန့်တကြားထပြန်တော့တာပေါ့အိမ်ရှိမင်းသားကငဲရစာကြီးရဲ့ခြေထောက်တစ်ဖက်ကိုခုံဆွဲပြီးတော့လိုက်ပါသွားလီတော့တယ်။ကြောင်းလန့်တကြားဖြစ်နေတဲ့ငဲရစာကြီးကမိပင်လေးကိုဖြက်က ပြန်တန်းသွားတော့တာပေါ့။လေးမြန်စွာပြန်တန်းနေတဲ့ငဲကြီးကမိပင်လေးကိုကြော်ဖြတ်ပြီးတဲ့နောက်ရွှေတောင်နှများပေါ်သို့ရောက်လာတော့တယ်။ရွှေတောင်နှများပေါ်မှာရှိနေတဲ့ရွှေနန်းတော်ကြီးကိုလမ်းမြင်နေရပြီ။ဒီငဲကြီးပြန်တဲ့နောက်ငါရှောက်လိုက်နေလို့မဖြစ်ဘူး။ ဒီတော့ရေကန်ကြီးပေါ်ဖြတ်ပြန်တော့မှခုံဆင်းမှာပဲအိမ်ရှိမင်းသားကရေကန်ကြီးတက်တက်ပေါ်ကိုမန်းစပြီးတော့ခုံချလိုက်တော့တယ်။နိုင်ရင်ပြန်မှာတော့ပြိတက်တွေစီကားနေတော့တယ်။အားလုံးကရှီအောင်ငယ်မျိုးနွယ်များဖြစ်ပါတယ်။ဒါပေမဲ့ပင်မင်းမြရဲ့အမိဖြစ်လူရောက်ဖန်ဆင်းထားကြတော့တာပေါ့။မင်းသားရဲ့ကြင်ရတော့အမန်ကိုရွေးချယ်ပြီးတော့ပင်မင်းမြရဲ့အမိစကားအစုံမှာတော့အိမ်ရှိမင်းသားကညီမ၅ယောက်ရန်နေရာစီတို့ရှောက်သွားတော့တယ်။ အသွင်တူမိန်းကလေး၅ယောက်ထဲမှာတော့မိသူအထွေးဆုံးဖြစ်ကြောင်းရွေးချယ်ဖို့ကမလွယ်ပါချေ။ဒါပေမဲ့အိမ်ရှိမင်းသားကမိန်းကလေးကြောက်ကိုလက်ဆွဲခေါ်ယူလိုက်ပြီးရင်တော့ကျွန်တော်မျိုးရဲ့ကျင်ရတော့ဟာသူပါပဲ။မကန်သွားတာကြောင့်ကောင်းကြီးပေးတဲ့နေစူညံသွားတော့တယ်။နမတော့မောင်တော်ဘလူရွေးနေတာလေ။လက်စွပ်လေးဟိုညီမလေးယောက်နဲ့မတူပဲနမတော်မှလက်စွပ်တကွင်ညော့နေတယ်။ဘာကြောင့်လဲဆိုတော့ မောင်တော့ကိုချစ်တဲ့လက်ဆောင်ပေးခဲ့လို့လေပရိသတ်များရှင်အခုဖျက်ဖျက်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာကတော့ဒီလောက်ပါပဲရှင်နောက်ဆက်စစ်ဒီမှာလည်းဒီလိုစိတ်ဝင်စားပွဲရအကြောင်းအရာတွေကိုဖျက်ဖျက်တင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးတော့အားပေးဆောင်မြော်နာဆင်ပေးပါဦးရှင်ကျေးဇူး